ားလုံးမင်္ဂလာပါခင်ဗျာ Phone Ever Media Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မိုးလေဝသနဲ့ဇလာပြီးတာညွှန်ကြားမှုအစည်းအဝေးကဒီကနေ့2025ခုနှစ်နိုဝင်ဘာလ17ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မိုးလေဝသခံမှန်းချက်များကိုအသေးစိတ်တင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအထူးမိုးလေဝသအနေနဲ့စံချိန်သစ်ပြင်းအားနှစ်ဆနဲ့အားကောင်းလျက်ရှိတဲ့တိုင်ဖုန်မုန်တိုင်းကြီးဖန်ဝင်းရဲ့နောက်ဆုံးရသတင်းထုတ်များနဲ့မုန်တိုင်းတွင်းကြများမြန်မာနိုင်ငံကိုဝင်ရောက်လာခြင်းကြောင့်မိုးကြီးရေရှမ်းနိုင်တဲ့အန္တရာယ်များကိုပါတင်ဆက်ပေးတော့မှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါရဲ့ခင်ဗျာ ပထမဆုံးအနေနဲ့လက်ရှိအခြေအနေမှာတော့ Super Typhoon မုန်တိုင်းကြီးဖန်ဝင်ဟာမနေ့ကဖိလစ်ပိုင်နိုင်ငံကိုဖျက်ကျော်ခဲ့ပြီးတဲ့နောက်ယခုခါတောင်တရုတ်ပင်လယ်အရှေ့ပိုင်းဒေသများကိုရွေ့လျားလျက်ရှိပါတယ်။မနေ့ကအချိန်မှာမုန်တိုင်းဟာအာရုံနေပြီးဗဟိုချက်လေတိုက်နှုန်းမှာတနအီကို85မိုင်ကန်သာရှိကြောင်းသိရပါတယ်။မုန်တိုင်းဖန်ဝင်ဟာဒီကနေ့နိုဝင်ဘာလ17ရက်နေ့မှာပြန်လည်အားကောင်းလာကလေတိုက်နှုန်းတနအီကို135မိုင်ထိရောက်ရှိနိုင်တယ်လို့ခန့်မှန်းထားပါတယ်။သို့တော်လည်းမနေ့ဖန်နိုဝင်ဘာလ12ရက်နေ့မှာထိုင်ဝမ်နိုင်ငံသို့ ဝင်ရောက်ဖြတ်သန်းချိန်မှာလေတိုက်နှုန်းဟာတနာရီကို86မိုင်နှုန်းသာတိုက်ခတ်မယ်လို့ခန့်မှန်းထားပါတယ်။နောက်ဆက်တွဲလမ်းကြောင်းနဲ့တက်ရောက်မှုအခြေအနေများကတော့ထိုင်ဝမ်ကိုဖြတ်ကျော်မိနောက်မုန်တိုင်းကြီးဟာဂျပန်တောင်ဖြားမှာရှိတဲ့အိုကီနာဝါကျွန်းစုများစီသို့ဥတီမှာဖြစ်ပြီးအဲဒီကမှတစ်ဆင့်အနောက်ဘက်သို့ပြန်လှည့်ကွေကပုံမှန်မဟုတ်တဲ့တစ်ဆင့်စီကွဲပြားနေသောပုံစံဖြင့်မုန်တိုင်းလက်ကျန်လေးစီချောင်းများပြန်လည်ဖြစ်ပေါ်လာနိုင်ပါတယ်။အဆိုပါလေပြင်းလက်ကျန်များဟာတောင်တရုတ်ပင်လယ်မှာတစ်ဆင့်ထိုင်းပင်လယ်ကွေကိုပြန်လည်ဆက်တက်လာနိုင်တဲ့အတွက် နိုမာလာကုံတီဒေတာတွင် လေးတို့မငင်ပသက်မှုများဆက်လက်ရှိနေနိုင်ကြောင်းမုံတိုင်းခံမှန်းချက်များအရသိရပါတယ်။ဆက်လက်ပြီးပင်လယ်ပြင်ပေါ်မှာဖြစ်ပေါ်နေတဲ့လေးတို့မငင်ပသက်မှုများနဲ့မိုးကုံတော်မှမြန်မာနိုင်ငံရာသီဥတုအခြေအနေများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ဖိလစ်ပိုင်နိုင်ငံကို category 4အဆင့်တိုင်ဖွန်မုံတိုင်းအဖြစ်ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနိုမာလာဆက်နေနေမှာတောင်တရုတ်ပင်လယ်ပြင်အတွင်းမှဝင်ရောက်လာတဲ့တိုင်ဖွန်မုံတိုင်းဖန်ဝင်ဟာ category 1တိုင်ဖွန်မုံတိုင်းအဆင့်ဖြစ်ရော့ကျသွားပြီးမြောက်ဘက်အရှေ့မြောက်ဘက်သို့ဆက်လက်ရွေ့ရှားကာ ိုင်ဝမ်ကျွန်းသို့ဥတီနိုင်ကြောင်းတွေ့ရပါတယ်။ဘင်္ဂလားပင်လယ်အော်မှာထူးခြားတဲ့မိုးလေဝသအခြေအနေများဖြစ်ပေါ်ရန်မရှိတော့ပါ။တောင်တရုတ်ပင်လယ်အနောက်တောင်ပိုင်းဗီယက်နမ်၊ဘရူနိုင်းနဲ့မလေးရှားကျွန်းဆွယ်ကြားပင်လယ်ပြင်မှာနိုဝင်ဘာလ18ရက်နေ့မှာလေပွက်လိုင်းမှလေပြင်းနဲ့ရံဝန်ဖြစ်လာရန်ရှိပါမယ်။ပုံတိုင်းအဆင့်ထိရောက်မလာဘဲနိုဝင်ဘာလ19ရက်နဲ့နိုဝင်ဘာလ20ရက်နေ့မှာပြတ်ပြဲသွားနိုင်ပါတယ်။အဲ့ဒီအခြေအနေတွေကြောင့်မြန်မာနိုင်ငံဘက်သို့တက်ရောက်မှုလုံးဝမရှိနိုင်တော့တဲ့အတွက်နိုဝင်ဘာလ16ရက်နေ့နောက်ပိုင်းမှာစတင်ပြီးဘိုးရွာသွမှုရပ်တန့်က ကျန်ရှိတဲ့မိုးလွန်ကာလအတွင်းဖြတ်မိုးအခါလုံးမိုးရွာသွန်းနိုင်မဲ့အခြေအနေများလည်းမရှိနိုင်တော့ပါဘူးခင်ဗျာမောက်တုံဆုတ်ခွာရဲ့အောက်တိုဘာလ16ရက်နေ့မှနိုဝင်ဘာလ30ရက်နေ့အထိကိုမိုးလွန်ကာလလို့သတ်မှတ်ထားပါတယ်မိုးကုံဆောင်ကူးကာလနိုဝင်ဘာလ17ရက်မှနိုဝင်ဘာလ18ရက်အတွင်းအေရဘီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းအရှိချမ်းအနောက်ချမ်းမွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့နေပြည်တော်ကောင်စီနယ်မြေကယားပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်း မန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်အစီပိုင်းမကွေးတိုင်းဒေသကြီးတို့မှာခုနှစ်ရက်တွဲမိုးရေချိန်တက်လက်မှအထက်၃လက်မှအထိမိုးရေချိန်ရရှိနိုင်သေးကြောင်းကြိုတင်ခန့်မှန်းချက်များမှာတွေ့ရှိရပါတယ်။ဆက်လက်ပြီးမုန်တိုင်းမုန်တက်ထန်စွာရွာသွန်းခြင်းကြောင့်မြေကြီးချင်းသတိပေးချက်များနဲ့မြေရေချိန်များကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ယနေ့၁၇ရက်၁၇လ၂၀25ရက်နေ့နံနက်၆နာရီခွဲချိန်တိုင်းထွာချက်အရမြေရေချိန်တွေကိုတင်ပြပေးလိုက်ပါတယ်ခင်ဗျာ။မြေကြီးနားမြေရမနေ့ကညနေကနေ၁၂နာရီတွင်၃လက်မှကန်ထက်ကြသွားပါတယ်။မြေကြီးနားမြို့ရဲ့မနေ့ကအမြင့်ဆုံးပူချိန်ကတော့၃၁.၃ 8ဒီဂရီဆဲလ်ဆီယက်နဲ့ယနေ့အနေဆုံးပူချိန်ကတော့20တက်သမ3ဒီဂရီဆဲလ်ဆီယက်တို့ပဲဖြစ်ပါတယ်ခင်ဗျာမြေကြီးနားမြေဟာဆိုရင်ရင်မဲ့1200စင်တီမီတာတို့ရောက်ရှိရန်688စင်တီမီတာ29ဘီကျော်ကပ်အလိုမှာရောက်ရှိနေပါတယ်မြေအတိတ်ကြပုံမှန်နေထိုင်ကံမှာရှိနေပါမယ်ဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေမှာဖြစ်ပါတယ်ရော်ရီမြစ်တပ်ပိုင်းမှာမိုးဝအနှဲငယ်ရှိနေပါတယ်။ရံဖန်ရံကရော်ရီမြစ်စုံတပ်ပိုင်းမှာနေရာကွက်ရိပ်မိုးသက်ထန်စွာရောက်သွင်းခြင်းများကြောင့်မြေကြီးနားမြေကြီးကြာဆင်းနေရာမှာပြန်တက်လာခြင်းအချိန်ချင်းဖြစ်ပေါ်နေဦးမှာဖြစ်ပါတယ်။ စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြန်မာပြည်မြောက်ပိုင်းစွန်းဒေသများနဲ့အေရော်ရီမြစ်ထပ်ပိုင်းမေခမလိခမြဝန်းဒေသများမှာမောတိန်တောင်ပြထွန်းမှုအားအနှဲငယ်ရှိနေပါတယ်။အေရော်ရီမြို့တစ်လျှောက်နဲ့ချင်းတွင်းမြို့တစ်လျှောက်မြေကန်းနီမြေနိတ်ဒေသများနဲ့မြေနူကျွန်းများမှာစားပြုံးလုံခြုံနေထိုင်ကြတဲ့တောင်သူများနဲ့ရေလုံသားများအေရော်ရီမြစ်ကြီးကိုအမိပြုနေထိုင်ရှာဖွေစားသောက်နေကြသောမိဘပြည်သူများအလုံးသိရှိနိုင်ရန်အတွက်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ဆက်လက်ပြီးချင်းတွင်းမြို့အခြေအနေကိုတင်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ။ကန်းနီမြို့မြေဟာမနေ့ကညနေကနေ12နာရီတွင်အနှဲငယ်ငယ်ထက်ကြွားသွားပါတယ်။ ။မုံရောင်မြို့မြေဟာမနေ့ကညနေကနေ12နာရီတွင်ဆက်လက်မကန်ထက်ကြသွားပါတယ်။ခန်နီဟုံမလင်းဖောင်းပြင်းတဲ့မော်လိုက်မြို့ရဲ့မြေအများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေမှာဖြစ်ပါတယ်။ကလေးဝမင်းငင်ကနီနဲ့မုံရောင်မြို့ရဲ့မြေအများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ဆက်လက်ပြီးအရာဝတီမြေအခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။ဗမော်ရွှေကူကတာထီးကြိုင်တပိတ်ချင်းမန္တလေးစကိုင်းမြင်းမူညာဦးနဲ့ပခုတ်ကူမျိုးတို့ရဲ့မြေအများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ချောင်းမြို့ရဲ့မြေဟာအနေငယ်ထက်တန်နိုင်ပြီးယနေ့ညပိုင်းမှာပြန်လည်ကျဆင်းနိုင်ပါမယ်။ မိမှုမျိုးမြေဟာအနှဲငယ်ထက်တက်နိုင်ပြီးယနေ့ညပိုင်းနဲ့မနက်ဖြန်မနက်ပိုင်းတွေမှာပြန်လည်ကျဆင်းနိုင်ပါတယ်။မကွေးမျိုးမြေဟာအနှဲငယ်ထက်တက်နိုင်ပြီးယနေ့ညပိုင်းနဲ့မနက်ဖြန်မနက်ပိုင်းမှာပြန်လည်ကျဆင်းနိုင်ပါတယ်။အောင်လံပြီးစိတ်သာဟင်းသရာနဲ့ဇလုံမျိုးတို့ရဲ့မြေမြဟာဖြည်းဖြည်းချင်းဆက်လက်တက်နေအောင်မှာဖြစ်ပါတယ်။အရာရင်းမြေမြတ်တက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါတယ်ခင်ဗျာ။ထူးခြားမှုရှိလာရင်အချိန်နဲ့တပြေးညီတင်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့မိုးလေဝသနဲ့ဇလားဗီတာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားတဲ့ နေ့စဉ်မိုးလေဝသအခြေအနေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဘင်္ဂလားပင်လယ်ော်အခြေအနေကတော့ဘင်္ဂလားပင်လယ်ော်မြောက်ပိုင်းမှာအများအပြားသားရနေပြီးဘင်္ဂလားပင်လယ်ော်အလဲပိုင်းမှာတိမ်နှဲငယ်ဖြစ်ထွန်းနေကကပ်ပလီပင်လယ်ပြင်နဲ့ကြံဘင်္ဂလားပင်လယ်ော်တို့မှာတိမ်အစ်စ်တွေမှာတိမ်ထူထပ်နေပါတယ်ဒီကနေ့မနက်ထိခမန်းချက်ကတော့မကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာတိမ်အစ်စ်တွေဖြစ်ထွန်းပြီးမန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကွက်ကြားနေပြီးတော့ကယားပြည်နယ်တို့မှာနေရာကျကျဲကျဲ ပဲခူးတိုင်းဒေသကြီး၊ယာရီတိုင်းဒေသကြီးတို့မှာနေရာစိတ်စိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာအနှံပြမိုးထစ်ချုံရွာပါမယ်။ရွာရရနှုံးပြေဖြစ်ပါရခင်ဗျာ။ဒီကနေ့မိုးထွက်ခြင်းဒီခမ်းမ်းချက်ကတော့မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာတိမ်အထစ်တွေဖြစ်ထွန်းပါမယ်။မန္တလေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကွက်ကြားနေပြည်တော်နဲ့ကယားပြည်နယ်တို့မှာနေရာကျကျဲပဲခူးတိုင်းဒေသကြီးနဲ့အာရီတိုင်းဒေသကြီးတို့မှာနေရာစိတ်စိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာအနှံပြမိုးထစ်ချုံရွာပြီး ကရင်ပြည်နယ်မှာနေရာကွက်ရီမိုးကြီးနိုင်ပါတယ်။ရွာရံရာနှောင်းပြည်ဖြစ်ပါတယ်ခင်ဗျာ။ဆက်လက်ပြီးတိုင်းဒေသကြီးနဲ့ပြည်နယ်မျိုးကြီးများအတွက်မိုးလေဝသခန့်မှန်းချက်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ။နေပြည်တော်မှာနေရာကွက်ကြမိုးထစ်ချုံရောက်ပါမယ်။ရန်ကုန်မြို့မှာနေရာကွက်ကြမိုးထစ်ချုံရောက်ပါမယ်။မန္တလေးမြို့မှာတိမ်အထစ်နဲ့ဖြစ်ထွန်းပါမယ်။ပဲခူးမြို့မှာနေရာကွက်ကြမိုးထစ်ချုံရောက်ပါမယ်။မကွေးမြို့မှာတိမ်အထစ်နဲ့ဖြစ်ထွန်းပါမယ်။ဟောမလင်းမြို့မှာတိမ်အထစ်နဲ့ဖြစ်ထွန်းပါမယ်။မုံရွာမြို့မှာတိမ်အထစ်နေဖြစ်ထွန်းပါမယ်။ပသိမ်မြို့မှာနေရာကွက်ကြမိုးထစ်ချုံရောက်ပါမယ်။တဝဲမြို့မှာနေရာကွက်ကြမိုးထစ်ချုံရောက်ပါမယ်။ မြေကြီးသားမျိုးမှာတိမ်အသင်းတွေဖြစ်ထွန်းပါမယ်။လိုင်ကော်မှာနေရာကွက်ကြားမိုးထစ်ချုံရောက်ပါမယ်။ဖမ်းမျိုးမှာနေရာကွက်ကြားမိုးထစ်ချုံရောက်ပါမယ်။ဟာခါမျိုးမှာတိမ်အသင်းတွေဖြစ်ထွန်းပါမယ်။မော်လမြိုင်မျိုးမှာနေရာကွက်ကြားမိုးထစ်ချုံရောက်ပါမယ်။စစ်တွေမျိုးမှာတိမ်အသင်းတွေဖြစ်ထွန်းပါမယ်။နာရှုံမြို့မှာတိမ်အသင်းတွေဖြစ်ထွန်းပါမယ်။တောင်ကြီးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရောက်ပါမယ်။ကြိုက်တုံမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရောက်ပါမယ်ခင်ဗျာ။မိုးဒိန်အောင်ဖြစ်ပေါ်မှုအခြေအနေကတော့အရာရီတိုင်းဒေသကြီးတနင်္လာတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မိုးပြည်နယ်တို့မှာမိုးဒိန်အောင်ဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီး အဆိုပါမိုးတိမ်တောင်များရွေးရှားရာနေရာတလျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ကြုံခြင်းမိုးကြိုးပြခြင်းလျက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်သဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါရခင်ဗျာမြန်မာပင်လယ်ပြင်မှာလှိုင်းသင်းတင်ရှိပါမယ်လှိုင်းမြစ်မှာမြန်မာကမ်းရိုးတန်းတလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ6ပေမှ10ပေကန်ရှိနိုင်ပါတယ်ခင်ဗျာနောက်နေ့အတွက်ခံမကြကတော့မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာညအပူချိန်များအနည်းငယ်လျော့နေလာနိုင်ပါတယ် နေပြည်တော်နဲ့အနီးတစ်ဝိုက်အတွက်မနေ့ပြန်မိုးတဲ့ချိန်ဒီခံမှန်းချက်ကတော့နေရာကွာကြားမိုးတဲ့ချုံရောအမယ်ရွာရရနှုံး80ဖြစ်ပါတယ်။ရန်ကုန်မြို့နယ်အနီးတစ်ဝိုက်အတွက်မနေ့ပြန်မိုးတဲ့ချိန်ဒီခံမှန်းချက်ကတော့နေရာကွာကြားမိုးတဲ့ချုံရောအမယ်ရွာရရနှုံးပြည့်ဖြစ်ပါတယ်။မန္တလေးမြို့နယ်အနီးတစ်ဝိုက်အတွက်မနေ့ပြန်မိုးတဲ့ချိန်ဒီခံမှန်းချက်ကတော့တိမ်အစ်စ်တဲ့ဖြစ်ထုံးပါမယ်။နောက်ဆုံးအနေနဲ့ရန်ကုန်တိုင်းဒေသကြီးမှာနိုဝင်ဘာလ17ရက်နေ့မှနိုဝင်ဘာလ16ရက်နေ့ထိမိုးလေဝသအခြေအနေများကိုတင်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ။ပြည်လည်ပြည်မှာဖြစ်ပေါ်လျက်ရှိတဲ့လေတုမငြိမ်သက်ခြင်းအခြေအနေများကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနဲ့တောင်တရုတ်ပင်လယ်အနောက်တောင်ပိုင်းဗီယက်နမ်ကမ်းလွန်ပင်လယ်ပြင်မှာလေဝင်လိုင်းများဖြစ်ပေါ်ပြီးတိမ်ထူထက်လာတော့လဲတရုတ်ပြည်မှာကြီးဘက်မှလေပြင်းအားများရဝင်းဖိအားကြောင့်လကောင်းအရှိမျောက်ဘက်မှလေစည်းကြောင်းအားကောင်းနေခြင်းကြောင့်လကောင်းမြန်မာနိုင်ငံဘက်ကိုတက်ရောက်မှုရေရှားဝင်ရောက်မှုများရှိနိုင်တော့မှာမဟုတ်ပါဘူးခင်ဗျာမြန်မာနိုင်ငံမှာနိုဝင်ဘာလ12ရက်နေ့မှာစပြီးတနင်္လာတိုင်းဒေသကြီးအချို့မှာအပမိုးတိမ်များဖြစ်ထွန်းမိအခြေအနေများတဖြည်းဖြည်းလျော့နည်းလာပြီးနိုဝင်ဘာလ16ရက်နေ့မှာစ၍မြောက်ဖက်မှတပြည်လုံးတိမ်ကင်းစင်လူနေပါဖြစ်လာနိုင်ပြီ လေးအေးများတုံးဝင်လာကညအပူချိန်များတဖြည်းဖြည်းကျဆင်းလာတော့မှဖြစ်ပါတယ်။ရခိုင်တိုင်းဒေသကြီးအတွင်းနေ့စဉ်ဖြန်းများခုနှစ်ရက်တွင်းရွာသွန်းရရှိနိုင်တဲ့မိုးရေချိန်များကတော့ရခိုင်တိုင်းဒေသကြီးအတွင်းတိုင်ဖုန်းမုန်တိုင်းခန့်မိကြီးရဲ့မုန်တိုင်းအကျဉ်းချံများကြောင့်နိုဝင်ဘာလ17ရက်နေ့နဲ့12ရက်နေ့များအတွင်းမိုးအနှဲငယ်မှမိုးအထင်တင်နေ့ရက်တွင်းမိုးရေချိန်တလက်မအောင်ရွာသွန်းရရှိနိုင်ပါမယ်။ကျိုးတင်ခံမှန်းချက်များအရတနင်္ဂနွေလုံးမှာနိုဝင်ဘာလ12ရက်နေ့နောက်ပိုင်းမှာမိုးရွာသွန်းမှုတိတိတသာရောနှဲသွားနိုင်ပါတယ်။ နွေပါလာတွင်ရန်ကုန်မြို့ပေါ်မှာနေတာရက်ရှိရက်ခန့်မိုးရွာရက်ရှိရက်ခန့်နဲ့တိမ်သစ်တွေဖြစ်ထွန်းနိုင်တဲ့ရက်22ရက်ခန့်ရှိနိုင်ပါမယ်။အပူချိန်လေတိုက်နှုန်းလေတုစုတိုင်းစားပင်လယ်ပြင်အခြေအနေနဲ့လေတုညဉ့်ညမ်းမှုအခြေအနေများကိုဆက်လက်တင်ပြပေးမှာဖြစ်ပါရခင်ဗျာ။ရန်ကုန်တိုင်းဒေသကြီးရဲ့အမြင့်ဆုံးနေ့အပူချိန်ကတော့32ဒီဂရီဆဲလ်စီယပ်နဲ့အနည်းဆုံးညအပူချိန်ကတော့24ဒီဂရီဆဲလ်စီယပ်ရှိနိုင်ပြီးအမြင့်ဆုံးအပူချိန်တွေကိုတော့နိုဝင်ဘာလ17ရက်နေ့နဲ့22ရက်နေ့တွေမှာခန်းစားရနိုင်ပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာယခုပတ်အတွင်းခန်းဆားရမယ့်အမြင့်ဆုံးပူချိန်ကတော့39ဒီဂရီဆယ်စီယံထိရှိနိုင်ပြီးလေတုဆူတိုင်းသာ60ရာခိုင်နှုန်းမှ80ရာခိုင်နှုန်းခန့်ရှိနိုင်ပါမယ်။ယခုတစ်ပတ်အတွင်းအရှိတ်ဘက်တောင်ဘက်နဲ့မြောက်ဘက်အရမ်းမှာလေတိုင်နှုန်းများဟာတနအီကို -10 ခန့်ရှိနိုင်ပြီးရန်ကုန်မြို့မှာနဲ့ကန်းနီးပင်လယ်ပြင်မှာလှိုင်းမြင့်2ပေခန့်ရှိနိုင်ပါတယ်။ယခုတစ်ပတ်အတွင်းရန်ကုန်တိုင်းဒေသကြီးရဲ့လေတုညဉ့်ညမ်းမှုအညွှန်းကိန်းကတော့120မှ130ရှိနိုင်ပြီးအသက်ရှူလမ်းကြောင်းဆိုင်ရာကျန်းမာရေးမကောင်းသူများအတွက်အပြင်ထွက်တဲ့အခါမှာ must be ထွက်ရန် တတိထားရမယ်အညွန်ငယ်အဆင့်ဖြစ်ပါရယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါပြီနောက်ဆက်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြကျမ်းမာရှင်လန်းကြပါစေခင်ဗျာကျွန်တော်ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးခဲ့ကြပါအောင်ခင်ဗျာ